ားလုံးပဲမင်္ဂလာပါအနွားဟင်းရဲ့ Facebook နဲ့ YouTube channel တွေကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကညတနအိခွဲမှာတော့ကျွန်တော်တို့ရဲ့6လဆောက်သော Manchester United နဲ့ Spurs ရဲ့ Europa League Final ပွဲစဉ်လေးရှိပါတယ်အဲ့ဒီပွဲစဉ်လေးကိုပွဲကြုံခံမှန်း၃တစ်ချက် လုံနေစရာစောက်ကြောင်တကြောင်မှမရှိပါဘူးเนาะပွဲချုပ်ခံမှန်သုံးသက်ချက်ဆိုတော့တစ်ဖက်သင်းကပေါက်ကြီးကဘလို့ပေါက်တယ် United ကပေါက်ကြီးဘလို့ပေါက်တယ်ပြီးတော့ဒီကနေ့ညပွဲစဉ်မှာဘယ်ကောင်တွေပွဲထွက်မှာဟိုဘက်သင်းကဘယ်ကောင်တွေဒဏ်ရာရတယ် United ကဘယ်ကောင်တွေတော့ကန်လို့ရတယ်ဆိုတဲ့အကြောင်းပြောမှာပဲပေါ့နော်ဒါပေမဲ့ဒီကနေ့ညပွဲစဉ်က final ပွဲစဉ်ဖြစ်တဲ့အတွက်အဲ့ဒီအကြောင်းအရာတွေတစ်ခုမှအရေးမပါဘူးဒီကနေ့ညပွဲစဉ်မှာအရေးပါတာတစ်ခုလည်းပဲ နော်ဘဲကောင်မဲနိုင်နိုင်ဘဲကောင်မဲရုပ်ရှုံနိုင်တဲ့ကောင်ကဖလားရမယ်ရှုံတဲ့ကောင်ကနောက်ရတီမှာယူရိုပါလေးဝင်ခွင့်တနေ့ရတောင်မရဘူးဆိုတဲ့အကြောင်းပြချက်ပဲဒါပဲဒါထက်ဘာမှအရေးကြီးတဲ့အကြောင်းရမရှိဘူးပြီးတော့ကျွန်တော်ရဲ့ပေအောက်မှာကောတခြားပေအောက်တွေမှာကောဝိုင်းပြီးတော့မန်နေတဲ့ကောင်လေးရှိတယ်မန်ချက်စတာယူနိုက်တက်ဖလားမရလဲဆွန်ဟောင်းမင်းဖလားရရင်ဂျင်းနဲ့ပါဆိုဆွန်ဟောင်းမင်းကမင်းတို့အဖေမို့လို့လားဟမ်ငါလုံးမသားတွေဟမ် မန်ချက်စတာယူနိုက်တက်ပွဲရှိတယ်မင်းကမင်းမန်ချက်စတာယူနိုက်တက်ပရိသတ်လို့ဆုံးဖြတ်ချက်ချထားတယ်မင်းကမင်းဖတ်ခံယူတိုင်းဒီကနေ့ညပွဲစီမှာယူနိုက်တက်ကလုံရင်ဘယ်ဆောက်သေးမှာအပင်းနေစရာအကြောင်းဆောက်ကြောင်းတကြောင်းမှမရှိဘူးနော်မင်းကယူနိုက်တက်ပရိသတ်ငါလဲယူနိုက်တက်ပရိသတ်ပါပဲယူနိုက်တက်မရလဲစွန်အောင်မင်းရရင်ဂျင်းနဲ့ပါဆိုဘာဆောက်ကြောင်းကြောင်းလဲဘာဆောက်ကြောင်းကြောင်းဂျင်းနဲ့တာဟင် United ပရိသတ်မှန်တယ်ယူနိုက်တက်ပရိသတ်ဆိုဒီကနေ့ညကံမှာကိုအသေး ဒီပွဲစဉ်မနိုင်ရင်နောက်ရသည်မှာယူရိုပါလေးဝင်ခွင့်ချန်ပီယံလေးဝင်ခွင့်ဥရောပဝင်ခွင့်တနေရာမှမမရှိဘူးပြီးတော့လက်ရှိဒီရာသီမှာအဆင့်16နဲ့ရာသီသိန်းနဲ့အဆိုးရွားဆုံးရာသီတစ်ခုဖြစ်ဖြစ်မယ်အတ္တိအကြောင်းအရာတစ်ခုကိုအာရှသားဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့စွန်ဟောင်းမင်းရဲ့အသင်းတခြားစပါအသင်းမန်ချက်စတာယူနိုက်တက်ရဲ့ပြိုင်ဘက်အသင်းကိုဂိုးယူစွာဝမ်းတာနေရအောင်မင်းတို့ကဘာဆောက်ကြောက်ရှိလို့အဲ့ဒါမင်းတို့ကမန်ချက်စတာယူနိုက်တက်ပရိသတ်မဆစ်လို့ပဲရှင်းရှင်းလေး ီကနေ့ညမှာ United မနိုင်လဲဆွန်ဟောင်းမင်းနိုင်ရင်ဘာပဲပြောပြောကျေနပ်ပါလေဆိုကျေနပ်တဲ့ကောင်အစကနေမစစ်လို့ကျေနပ်တာစစ်တဲ့ကောင်ဆိုရင်ဒီကနေ့ညမှာငါတို့အသင်ဖလားမရတဖက်အသင်ကကောင်ဘဲကောင်ရရဘဲကောင်မဲရရဘာမှဝမ်းတာပေးနေစရာလည်းမရှိဘူးဂုံယူပေးနေစရာလည်းမရှိဘူးကျေနပ်ပေးနေစရာစောက်ချောင်းတကြောင်းမှမရှိဘူးရှင်းလား Manchester United ပြိတ္တဟိဆိုရင်ဒီကနေ့ညမှာ Manchester United ဖလားရရင်ပြောမယ်ဖလားမရရင်ဒေါသထမယ် ိုဘက်သင်းကစွန်ဟောင်မင်းကြောင့်မယ်ဒီဆင်ကြောင့်ဟိုကောင်ကြောင့်ဒီကောင်ကြောင့်ဘာမှတွေးပေးနေစရာမရှိဘူးလို့လည်းမလို့မန်ချက်စတာယူနိုက်တက်ပါဆိုရင်လည်းကွာလက်ရှိဘရူနိုဖာနန်ဒက်ဖိုင်နယ်ရောက်ခဲ့တယ်မရခဲ့ဘူးအထူးတူပဲဟယ်ရီမက်ဂွိုင်းယားအာမတ် အများကြီးပဲမကွာရဆိုရင်လည်းကိုဒီအသေးမှနေလာခဲ့တာကြာပြီသူ့အနေနဲ့ဒါဥရောပဖိုင်တယ်ပထမတစ်ချိန်တက်တယ်မရခဲ့ဘူးအခုဒီတစ်ချိန်ထက်ရတယ်ဒါဟယ်ရီမကွာရဆိုရင်မကြခင်မဲ့လက်လို့ရတော့မယ်မကြခင်မဲ့အနားယူတော့မယ်ဆိုပြီးအတန်တွေထွက်နေခဲ့တဲ့ကစားသမားအဲ့တော့ဒီလိုကစားသမားအတွက်ဖလာအတအရေးကြီးလားမင်းတို့အဲ့ဆောက်ရီမပါတဲ့ဆုံးဟောင်းမင်းကအရေးကြီးလားဟမ်ပြီးတော့အဲ့ဒီစဲ့ နော် Arisen ဆိုတဲ့ကောင်ဆိုလဲလက်ရှိသူ့အနေနဲ့စပါးမှာရောနောက်ကျန်တဲ့အသေးနေမှာကောဒီဖလားအတွက်သူ့အနေနဲ့ဥရောပဖိုင်နယ်တွေတက်တဲ့တစ်ချိန်၂ချိန်၃ချိန်ဖလားမရခဲ့သေးဘူးအဲ့တော့ကိုအသင်ကိုကစားသမားအိုနာနာပြောမစုံကတသေးလုံးမှာ United အနေနဲ့ကိုဒီကစားသမား၁၁ယောက်အနောက်မှာရှိနေခဲ့တဲ့အရန်ကစားသမားတွေကိုအတ္တိလူတွေဘဲကောင်ပလာရရ ပြောရမယ်အဲ့ဒီကောင်နေဖလားရောက်ဝိုင်းအားပေးနေမှာရမှာစောက်ရင်းမပါတဲ့ငါလဲမန်ယူနိုက်တက်ဖန်ပါပဲငါလဲမန်ယူဖန်ပါပဲဟိုကောင်တော့ဘာပဲပြောယူနိုက်တက်မရရင်တော့ဆွန်မင်ရရင်ဝမ်းသာပါစောက်ရင်းမပါတဲ့ကောင်နေမန်တာအတီးပြောတာမင်းတို့မှာတာဝန်တစ်ခုပဲရှိတယ်ဒီကနေ့ညမှာမန်ချက်စတာယူနိုက်တက်ပွဲရှိတယ်တခြားဂျာပွဲတွေပရီးမီးယားလိဂ်ပွဲတွေလာလီဂါပွဲတွေစီးရီးပွဲတွေမဟုတ်ဒါဖိုင်နယ်လူဖလားလုတယ်ပွဲ နော်ဖလားလူတဲ့ဘွဲမှာမင်းမှာအကြောင်းပြချက်တခုပဲရှိတယ်မင်းကကိုကိုကို United fan လို့ခံယူတိုင်းရဲ့ United fan လို့ယူဆထိုင်ဒီကနေ့ညပွဲစဉ်မှာဘာအကြောင်းရပဲဖြစ်ဖြစ် United နိုင်ကိုနိုင်အောင်မင်းတို့မှာ supporting ပြရမယ် United ပွဲတစ်ပွဲလုံးကိုအားပြရမယ်ဒီတာဝင်ပဲရှိတယ်ဟာစဘာကိုတင်တာအေးဘာပဲပြောစောင်းမင်းဖလားရလို့ဝမ်းတာပဲဆိုတော့ခေါင်းဖင်ခံလိုက်ခက်ရိုင်းရိုင်းပဲပြောတာတိုက် နော်မန်ချက်စတာယူနိုက်တက်နဲ့ဒီဥရောပဖလားဒီလက်ရှိဒီယူရိုပါလိဖလားကိုစောက်ရမ်းလိုချင်တတ်မှတ်နေရလဲမဟုတ်ဘူးဒီဖလားကိုမရဘူးတဲ့အသေးလည်းမဟုတ်ဘူးမန်ချက်စတာယူနိုက်တက်နေနဲ့ရဘူးတဲ့ဒါပေမဲ့လက်ရှိဒီယာဒီမှာကိုရီးယားအစိုးရဆုံးယာဒီတခုမဖြစ်ဖို့အရေးကဒီဖလားကိုရအောင်ယူမှာနော်ဒီဖလားကိုရမှာနောက်ယာဒီမှာကြာငါတို့နဲ့ချန်ပီယံလိဝင်ရမယ့်ကစားသမားတွေခေါ်ဖို့အတွက်အများကြီးလိုအပ်တယ်ပြီးတော့အဓိကအကြောင်းပြချက်ကဖလားလူပွဲ ဖလားလူပွဲတွေမှာ Manchester United နဲ့တချို့သောပွဲတွေမှာအရေးနှိမ့်ခဲ့တယ်တချို့သောအချိန်တွေမှာအရေးနှိမ့်ခဲ့တယ်ထို့အတူပဲတချို့သောအချိန်တွေမှာအနိုင်ရရှိခဲ့အနိုင်ရတဲ့ခံစားချက်အနိုင်ရတဲ့ပျော်ရွှင်မှုကိုလည်းငါတို့ခံစားဘူးသလိုရှုံးနိမ့်တဲ့ပျော်ရွှင်မှုရှုံးနိမ့်ရတဲ့ဝမ်းနည်းမှုရှုံးနိမ့်ရတဲ့ပျော်ရွှင်မှုဆိုတာကြီးကတကယ်အမှန်တိုင်းပြောရင်ဘာလို့ဘာမှတော့မသိပါဘူးဟမ်ရှုံးနိမ့်တဲ့အချိန်မှာဒေါသထွက်မှုပဲသိတယ် တချို့ကောင်တွေရှုံးနေတဲ့အချိန်ပျော်ရှင်မှုဘာလို့ပျော်နေလဲမသိဘူးတစ်ဖက်ကအတင်းတော့ဟိုလူတော့ဝမ်းတာပြီးဒီလူတော့ဝမ်းတာပြီးပါဖင်ခံရတာတော့မှပဲစီဆိုင်ပါသေးရဲ့လို့ပြောနေတဲ့ကောင်မျိုးတွေတကယ်စောက်ရည်မပါတဲ့ကောင်တွေနော်အဲ့တော့ Manchester United နဲ့ဒီကနေ့ညမှာ final ခံစားရှိတယ်ကိုကိုကို United ပြိတ်တက်လို့ခံယူတိုင်းဒီဒီညပွဲစဉ်မှာမင်းအနေနဲ့စပါးကားကောင်းနေဟိုကောင်းကိုအားပေးမယ်ဒီကောင်းကိုအားပေးမယ်ဆိုတော့လုံနေကြမလို့ final ခံတာ16ဒင်းနဲ့တသိန်းခံတာမဟုတ်တိုင်းခံတာတသိန်းတသိန်းချင်းခံတာ နော်အဲ့ဒီစပါဘောသွားမဲမှသွားမရမဲအလုပ်ကိုကျန်တဲ့၁၈တင်လုပ်ပါစေနော်၁၈တင်မှမကောက်တကဘာလုံးကကျန်တဲ့လာလီကာစီးရီးအအသေးနေပါပါသွားပြီးဘောမှမစေနော်မင်းက United ပြိတက်ဆိုရင်ဒီကနေ့ညမှာ United ကလောရဲ့တခြားသင်းကိုအားပေးနေစားစောက်ကြောင်တစ်ချောင်းမှမရှိဘူးဟိုဘက်သင်းကဟိုကောင်းကြောင်ဒီကောင်းကြောင်ဆိုပြီးအားပေးနေစားစောက်ကြောင်တစ်ချောင်းကိုတစ်ချောင်းမှမရှိဘူး ရှင်းလာတော့မသိဘူးအဲ့တော့ဒီကနေ့ညတနာရီပွဲမှာ Manchester United ပွဲရှိတယ် Manchester United ပွဲရှိတယ်ပြီးတော့ final ပွဲစဉ်ရှိတယ်အဲ့တော့ main အနေနဲ့ Manchester United ပြိတက်လို့ခံယူတိုင်းမင်းနေနဲ့ငါ့ကိုကြိုက်ကြိုက်မကြိုက်ကြိုက်ချစ်ချစ်မချစ်ချစ်ဒီကနေ့ညမှာမင်းတို့တာဝန်ကတခုတည်းပဲရှိတယ်အဲ့ဒီ final ပွဲစဉ်မှာ United နဲ့အတူအားပေးမယ် United နိုင်ရင်ပြောင်းမယ် United ရှုံးရင်ဒေါသထွက်မယ်ဒါပဲနော် United ကတော့ရှုံးပါတယ်ဟိုကောင်ရလို့ဝမ်းတာပါတယ်ဟိုကောင်ရလို့ကျေနပ်ပါတယ်ဆိုတော့ပေါ့ ဖင်ခံလာအောင်စီဆိုင်တယ်ဆိုပြီးဖီတက်နေတဲ့ကောင်းလေးရှိတယ်။နော်အဲ့တော့အားလုံးပဲစီပါဒီကနေ့ညတနာရီခွဲကြရင်ပြန်လည်ဆုံးတွေ့ပါမယ်။နော်ကျွန်တော်ဗီဒီယိုကနည်းနည်းလေးကြမ်းကြီးကြမ်းပဲရိုင်းကြီးရိုင်းပဲဒါပေမဲ့ဒီဗီဒီယိုဒီအကြောင်းအရာကပွဲပြီးတဲ့အချိန်ညပြောလို့ရတဲ့အကြောင်းအရာမဟုတ်ဘူးဗျာ။နော်ပွဲပြီးသွားတော့ United နိုင်သွားလို့ပျော်နေတဲ့အချိန်ညလေဒီအကြောင်းအရာကဘာမှစောက်ရေးမကြည့်ဘူး။အဲ့လိုမျိုးပဲ United ရှုံးသွားလို့စပါပလာရလေဒီအကြောင်းအရာကြီးထပြောနေလို့အလကားပဲ။ ဒီအကြောင်းအရာကိုပြောဖို့ကျွန်တော်အနေနဲ့တီးထားတယ်ကျွန်တော် comment တွေမြင်တယ်တခြားပို့တွေရဲ့ comment တွေမှာလည်းမြင်တယ်မျိုးစုံအဲ့ man တွေမြင်တယ်ဗျာဘာဆောက်ကြီးဘာကောင်းနေဘလို့ကြောက်ဘလို့စိတ်အတွေးနဲ့ man လို့ man နေမှာကိုစဉ်းစားလို့မရတာရေးလိုက်ငါလဲ man u fan ပဲ man u fan ဆို united fan manchester united fan တယဲနီ fan ဆိုရင်ဒီကနေ့ညကံပါကကိုယ့်ရဲ့ united အသင်း united ဖလားလူမှာ အိုက်ဖလာမရရင်ဘယ်လောက်ထိဇိုးသွားလဲဆိုတာကရိုးရိုးလေးလူပိန်းတွေတွေ့ရင်တော့နားလေအဲ့ဒီအနေထားမှာဟိုဖက်အသင်းကိုကြည်နက်ပါတယ်ဝမ်းသာပါတယ်ပီတိဖြစ်ပါစေစဉ်းစားလို့တော့မရတကယ်ဘယ်လောက်တောင်စောက်ပိုးကြလိုက်တယ်ဟာဘယ်လောက်တောင်ဇွတ်သူတော်ကောင်းဆန်ခြင်းတော့ဘယ်လောက်တောင်ခိုးခဲ့ဖြစ်ခြင်းတော့ဘယ်လောက်တောင်ကိုမေကိုနွားမျိုးတွေလို့စဉ်းစားလို့တော့မရပြီလားနော်ဒီကနေ့ညမှာဟိုကောင်းကြောက်ဒီကောင်းကြောက်ရှေ့ရရက်ဒီအကောင်လုံးမှာအဲ့ဒီဟာ comment မန်းခဲ့တဲ့အကောင်တွေအကုန်လုံးဖင်ခံလာပြီလို့ဒီကနေ့ပဲငါက ဒဲပြောပါတယ်ရှင်းတယ်နော်တကယ်မင်းတို့ဟာတွေကဘယ်ကောမန့်တွေဖတ်နေငါဒီ final ပွဲစဉ်အဲ့ဒီမနဲ့ကြမှာပဲပြောပဲမနဲ့ကြမှာပဲပြောမယ်ဆိုရင်ငါအဲ့ comment တွေမြင်တယ်မြင်ရတာနဲ့တီးတီးထားတာတော်တော်ကြာပြီကဲဆောက်ရေးမပါတဲ့ကောင်တွေတခြားဂျာပွဲမဟုတ်လို့ဟိုကောင်ရတယ်ဒီကောင်ရတယ်အုံးမှာကွာဒီပွဲမှာ college united မတက်ခဲ့ဘူးမှန်တယ်ဟိုဘက်ချင်းက lion တက်တယ်နော်တမမဟုတ်ဘီဘာကိုတက်တယ်အဲ့ဒီကောင်တွေတက်လို့ဒီပွဲမှာစပါးနဲ့လှူလို့စပါးရပါစေစွန်ဟောင်းမင်းရပါတယ်ဆူတောင်းနေဆိုရင်ဘာပဲပြောလက်ခံသေးတယ် နော် PSG နဲ့ Inter Milan နဲ့ final လို့ပွဲမှာမင်းနေတဲ့ Lautaro Martinez နဲ့ကြောင့်ဟိုပတ်ချန်က Dembélé ကြောင့်ကြိုက်တဲ့ကောင်ကိုအားပေးရတယ်။မင်းက Manchester United ဖန်ဆိုရင် Manchester United ဖလားလုံမဲ့ပွဲမှာဟိုဘက်ကကောင်ရရင်ကျေနပ်ပါတယ်ပီတိဖြစ်ပါတယ်နော်။ကိုမရရင်တော့သူရလို့ဘာပဲပြောပြောခံတာပါသေးတယ်ဆိုတဲ့အကြောင်းအရာကစောက်ရဲကိုတစ်စက်မှမပါဘူး။နော်ဒီဖလားကငါတို့ရရင်ဟာမရရင်ကျေနပ်နေရမယ့်အကြောင်းပြချက်တစ်ချက်မှမရှိဘူး။ရှင်းတယ်နော်။ဒါပဲ တော့အားလုံးပဲဒီကနေ့ညတနအိပ်ပွဲကြရင်ပြန်လဲဆုံးနေမယ်နော်အဲ့တော့အားမွေးထားပါနော်ဒီကနေ့ညမှာပြောချင်လဲပြောရမယ်ငိုချင်လဲငိုရမယ်အဲ့ဒီအကြောင်းအရာဒီဘာမှအရေးမကြီးဘူး United ပွဲကန်တဲ့အချိန်ကြရင်အားပေးမယ်ဒီပွဲမှာဖလားရခဲ့ရင်လေဘာပဲဖြစ်ကျွန်တော်ညအတိုင်းမသိပြောမယ်ဖလားမရရင်လေကြေကွဲရမယ်တို့တူပဲ19 day final လေးလာလောင်လိမ့်မယ် အဲ့တော့ Manchester United ဆိုတာအခုမှမဟုတ်ကျွန်တော်တို့ဟုတ်ငယ်ငယ်လေးကျွန်တော်တို့ခလေးဘွားခင်တိုင်း16သိန်းနဲ့တပင်းရှင်ဖိုက်နေကြအသင်းဖြစ်တယ်တော့ဒီကနေ့ညမှာလည်း16သိန်းနဲ့တပင်းနောက်ထပ်ချိန်ထပ်ပြီးရှင်ဖိုက်ကြတာပေါ့ဟွပွဲပြီးရဲ့ချိန်ကဘယ်ကောင်ပြောရမလဲဘယ်ကောင်ဟိုရမလဲဆိုတော့တနိုင်ခွဲကြရင်ကဲမှာဆိုတော့3နိုင်ခွဲလောက်ဆိုရင်တော့အပြေထွက်လောက်ပြီလို့ထင်ပါတယ်အားလုံးပဲစီးပါပြန်လဲဆုံးပြပါမယ်